နေစာသတင်းတောက်ကလေးသတင်းစာလောကသို့ဝင်လင်သတင်းတောက်ပေါက်စနဘဝကဆ ਾਇ ရသည်သတင်းတောက်ပေါက်စနဘဝမှတဆင့်တက်ကကြက်ပြေသတင်းတောက်ဖြစ်ရသည်ထိုမှတပန်သတင်းပြင်ဆင်ရေးသားသူထိုမှတပန်လက်ထောက်အယ်ဒီတာတွဲဖက်အယ်ဒီတာအယ်ဒီတာအယ်ဒီတာကျိုးအမြဲတမ်းစောင်းမရှင်အဖြစ်အစဉ်စဉ်တက်ကြရသည်သတင်းတောက်ပေါက်စနအဖြစ်ဖြစ်စေသတင်းတောက်အဖြစ်ဖြစ်စေသတင်းစာလောကထဲသို့ဝင်ခဲ့လျက် အခိုက်အတန့်များ စေတနာဝန်တန်းလောက်ကင်ရသူများရှိကြသည်ကော်လန်စာဟုခေါ်သောမိမိရေးသည့်သတင်းကော်လန်အတွက်ငွေသားရရှိသည့်သတင်းတောင်များရှိသည်လာဂါစာသတင်းတောင်များရှိသည်တင်မောင်တယောက်သတင်းစာလောကသို့စတင်ဝင်ရောက်စဉ်ကမူကော်လန်စာသတင်းတောင်လည်းမဟုတ်လာဂါစာသတင်းတောင်လည်းမဟုတ်ခဲ့ပဲနေစာသတင်းတောင်အဖြစ်ဝင်ခဲ့ရသည်1948ခုနှစ်စီကဖြစ်သည်စစ်ဘီးစာကာလ၌မြမတပီလုံးသည်လွတ်လပ်ရေးတိုက်ပွဲကြီးဆင်နွှဲနေသည် ိုင်ငံရေးဒီတက်ကြွနေသည့်စစ်အတွင်းကမြမလူငယ်အများတို့သည်အာရှလူငယ်အစီအယုံဗမာတက်မတော်ပြည်သူအရေးတော်ပုံပါတီကွန်မြူနစ်ပါတီစသည်တို့၌ပါဝင်ကတိုင်းပြည်အတွက် ဆောင်ရွက်ခဲ့ကြသည်စေပြည်တွင်မိမိတို့ပါဝင်ရာအဖွဲ့အစည်း၌ဆွဆွဲမြဲမြဲနေသူများလည်းရှိကြသည်နိုင်ငံရေးလူမှုရေးရက်ကွက်တို့မှဇီဝရေးပညာရေးရက်ကွက်များတို့ပြောင်းသူတို့လည်းရှိကြသည်အာရှလူငယ်အစီအယုံမြို့နယ်ခေါင်းဆောင်မှ ကွန်မြူနီပါတီလိုလားသူတဦးဖြစ်လာခဲ့သောတင်မောင်သည်နိုင်ငံရေးရက်ကွက်မှစွန့်ခွာလာခဲ့သည်ဒူနေထိုင်ယာဇာတိမျိုးကလေးညာဦးမှရန်ကုန်သို့ဆင်းကာပညာသင်နေသည်ဂျပန်ခေတ်ကြောင့်အတိုင်းပညာမရနိုင်ပေသကောစကားနှင့်ရှိခဲ့သည်ရန်ကုန်လတာလန်းရှိဆွေမျိုးတော်ဆက်သူတဦး၏အိမ်၌မိဂိုနေရင်တက္ကသိုလ်ဝင်စာမွေးပွဲပြည့်စုံရန်အလွတ်ပညာသင်ကျောင်းတက်နေသည်နိုင်ငံရေးသမားလူထွက်စာပေဝန္ဒနာအိုးចောင်းသားငယ်မောင်တင်မောင်သည် စာမဖတ်ပဲမနေနိုင်အထူးသဖြင့်တရင်စာမဖတ်ရလည်းမနေတဲ့ကျောင်းသားသာဖြစ်သည်ဖြင့်ဝယ်ရွလည်းမဖတ်နိုင်တော့ကြောင်းလမ်းမတော်ရှိဗုဒ္ဓဘာသာပုံညကုသလသင်းဤပိရကက်တိုက်ကိုအားကိုရသည်ပိရကက်တိုက်၌စာအုပ်အတော်ဆုံးသည်နေ့စဉ်တရင်စာလည်းအဆုံးရှိသည်တင်းမောင်းအဖို့ညာကျောင်းသာတက်ရသူဖြစ်သည်ဖြင့်တဏီကုံမင်းပိရကက်တိုက်၌အချိန်ဖြုံးခဲ့သည်တိတိကျကျဆိုရလျင်1948ခုဇန်နဝါရီလ17ရက်နေ့ကစာကဗမာခေတ်တရင်စာ၌ ျောညာတိုလေးတစ်ပုဒ်၃ရက်ဇက်တိုက်ပါရှိလာသည်သတင်းတောက်အလိုရှိသည်ဗမာခေတ်သတင်းစာတိုက်အတွက်သတင်းတောက်အလိုရှိသည်အင်္ဂလိပ်မြန်မာနှစ်ဘာသာတက်မြောက်ရမည်အထူးသဖြင့်မြန်မာစာကိုကောင်းစွာရေးတတ်ရမည်သတင်းတောက်လုတ်ဖူးရမလို့လာသာ150ကျက်မှ200ကျက်အထိအရေးအကျဉ်းလိုက်ပေးမည်ဗမာခေတ်တိုက်သူလူကိုယ်တိုင်လာရောက်ရှောက်ထားပါတို့ကျောညာတိုကလေးသည်တင်မောင်ဤဘဝခီးလန်းကိုစခဲ့သောကျောညာကလေးဖြစ်သည်ကဲ မင်းဝါသနာပါတဲ့အလုပ်တော်ပေါ်ပြီးမင်းလျှောက်ပြီးတော့သူနဲ့အတူစာဖတ်ဖတ်ပြတော့သူ၏တငယ်ချင်းများကတိုက်တွန်းသည်ဖြစ်မှာဖြစ်ပါမလားကွာတင်မောင်သည်သူ၏ကိုကိုသူမယုံမရဲရှိနေသည်ဖြစ်ပါတယ်ကွာမင်းရောလျှောက်ပါလားကွာငါမင်းတော့ပြင်းပြတဲ့နဲ့ဝါသနာပါတာမဟုတ်ဘူးမင်းသာလျှောက်ပါမင်းတီလို့ကိုရမှသေးကြပါရဲ့မင်းမှာသတင်းတော့ဖြစ်နိုင်တဲ့အရေးချင်းရှိပါတယ်ကွာ တငယ်ချင်းဖြစ်သူ၏အားပေးမှုကလည်းရှိသည်သူကိုယ်တိုင်ကလည်းကြီးစွာသောဤဤရွယ်ချက်ဖြင့်ရန်ကုန်သို့ဆင်းလာခြင်းဖြစ်သည်ထို့ကြောင့်တင်မောင်းသည်မဆိုင်မတော်ပဲတရင်စာထဲ၌ကြောညာပါသောပထမနေ့တွင်ပင်ရှောက်လွှာတင်လိုက်၏ကြောညာထဲမှာပါသည့်အတိုင်းလူကိုယ်တိုင်မသွားဝင်သဖြင့်စာတိုင်းမှာရှောက်လွှာတင်လိုက်သည်ရှောက်လွှာတွင် သူ၏အရေးချင်းကိုများများပေါ်ပြသည်ရမရှိသဖြင့်အရေးချင်းကိုပင်ပေါ်ပြခြင်းမပြုဘဲကျွန်တော်တရင်စာလုံခဲ၌ဝါသနာပါပါသည်ဟုသာ တိုတိုရေးခဲ့သည်လူကြီးမိကြောက်လွာကိုလက်ခံရရှိပါသည်ဆိုင်ယန်အယ်ဒီတာက စစ်စစ်စမ်းသပ်နိုင်ရန်ဗမာခေတ်သတင်းစာတိုက်သို့လာရောက်စေလိုပါသည်ဟုဗမာခေတ်မန်နေဂျာကရက်ချင်းပေးပြီးလက်နေဆက်နှင့်ရိုက်ကပို့လိုက်သောစာကိုရသောက တင်မောက်အဖို့အလုရသလောက်နီနီအားတက်သွားသည်မူလာကသူ့အားအလုခန့်ရန်မဆိုထားပြီးခေါ်၍ပင်တွေ့ခြင်းမှ တွေ့ပေမည်ဟုထင်ခဲ့သည်ချုပ်တဲ့သောသူ၏အရေးချင်းကြောင့်မျော်လင့်ချက်ခံနေနေတာရှိခဲ့သည် တို့ဤလုပ်ငန်းခရီးလမ်းတစ်လျှောက်လုံးပင်ပင်ပန်းပန်းရှောက်ရမည်အတိတ်နမိတ်ပေလို့မသည်တင်မောင်းအဖို့အလုတ်အတွက်စာမွေးပွဲပြည်ရန်သွားသည့်နေ့ကစ၍ပင်မန်းလာတော်သည်ထိုနေ့ကဘတ်စကားများသပိတ်မှောက်ထားသည့်ဖြင့်ရန်ကုန်တမျိုးလုံးတိတ်ဆိတ်နေသည်လာတာလန်း၌နေထိုင်သောတင်မောင်းသည်ရွှေကုန်တိုင်လမ်းရှိဗမာကဲ့သတင်းစာတိုက်သို့ခြေကျင်သွားရသည်တယောက်တည်းသွားရမည်ဆိုသဖြင့်သူ၏တငယ်ချင်းကိုအဖော်ခေါ်ခဲ့သည်။နှစ်ယောက်သာဘဝကသတင်းစာတိုက်သို့ရောက်သွားသောအခါ၌ဟောဟဲရိုက်နေရှာတော်သည်။ ဘတ်စကားတွေတပိတ်ပေါက်ထားတော့ခမရမလာတော့ဦးထင်နေတာအေဒီတာစပွဲနိုင်တိုင်းနေသူဗမာခေတာဝန်ကအေဒီတာဦးအောင်မြင့်က ပြုတ်ရှင်းစွာနှုတ်ဆက်သဖြင့်နေသာထိုင်သာရှိသွားသည်စောစောကမူအေဒီတာ၏စပွဲပေးချီပလက်ကလတ်တိုင်းပေါ်မှာသတင်းစာတစ်စောင်ဖတ်နေသူအေဒီတာချုပ်ဦးအောင်ခင်ကသူ၏ကိုပိုင်ဟန်အတိုင်းမျက်လုံးကြီးကိုလှမ်း၍ကြည့်လိုက်သဖြင့်လန့်သွားခဲ့သည်သတင်းတောက်ချုပ်ဦးကိုကိုလေးကလည်းတနေရာမှအဆွေသားတိုင်းကတင်ပေါအားလှမ်းကြည့်နေပြန်သည် သူတို့၏အမိများကို၎င်း၊ယာရုကို၎င်း၊မတိယသေးသည့်တိုင်တရေစာတိုင်ကြီးဟုသောအရှိန်အဝါနှင့် သူတို့၏ဥပရိယုံများအရှိန်အဝါတို့ဖြင့်တုံ့လှုပ်ခြောက်ကြသွားခဲ့သည်။အရိဒါဖြစ်သူက ပြုံးရွှင်စွာနှုတ်ဆက်တော်လဲတုံ့လှုပ်မှုမှမပြောက်သေးချေ။ခုအလုံးလျှောက်မှာကဘသူလဲဗျ။ဥုံမြင့်ကမေ့သည်။တငယ်ချင်းဖြစ်သူကတင်မောင်ကိုလက်ညှိုးညွန်သည်။တင်မောင်သည်ရှေ့စုမဲစုတတ္တိကလေးများကိုထုတ်ကအရိတာမေးသည်။အရိတာကသူ့ဖြစ်သည်များကိုမှတ်ယူ၏ ပညာရည်ချင်းကိုစူးစမ်းပါဦးခုမှတက္ကသိုလ်ဝင်ကိုဖြေဖို့အလုပ်ပညာသင်နေပါတယ်သတင်းတောက်လှုပ်ဖူးသလားဒုတိယသတင်းစာကိုနေကနေပြီးတော့သတင်းရေးပို့ခဲ့ဖူးပါတယ်ကျွန်တော်သတင်းတွေမျက်နှာဖုံးပါတာကများပါတယ်ပြီးတော့နေဂျာနယ်ကျော်အဖွဲ့ဝင်မှာဂျာနယ်ကျော်မှာနေသတင်းရေးဖူးပါတယ်စာပေဘက်မှာဝါသနာပါရဲ့လားဂျပန်ခေတ်ကစပြီးတော့စာရေးဆရာတင်ဝင်ခဲ့ပါတယ်။တကုံမဲကစင်းမှာကြပြရေးခဲ့ပါတယ်။ဇဝနဂျာနယ်မှာလည်းကြပြပါဘူးပါတယ်။ ။ဩခမရကဗျာဘက်ဝါသနာပါတာလား။ကဗျာဆရာလား။ကဗျာသမားတက်တက်မဟုတ်ပါဘူး။ဂျာနယ်ကျော်မှာဝိတုတူရေးဘူးပါတယ်။တရင်းစာဘက်ကိုပို့ပြီးတော့ဝါသနာပါပါတယ်။ဒါပြင်တရင်းစာမှန်မှန်ဖတ်ရလား။ဖတ်ပါတယ်။အထူးသဖြင့်ဗမာကဲတရင်းစာကိုဖတ်ပါတယ်။ဒါပြင်ခုတလောဗမာကဲမှာဘာတရင်းတူပါတယ်လဲဗျာ။ဘိုလ်ချုပ်တို့ဘီလက်သွားရမှာဘာကြီးပါပြီပါလိုက်မယ်လို့သတင်းစာတိုင်းကရေးပေမဲ့ ဘာကြီးပါပဲမလိုက်ဖြစ်တဲ့အတွက်ဗမာခေတ်မှာအချက်ပိုလေးရိုက်ထည့်ရတဲ့အတီထူးပါတယ်ခင်ဗျဗမာခေတ်ကိုဖတ်တာက ဟုတ်ပါပြီဘာကြောင့်ဗမာခေတ်ကိုဖတ်တာလဲကြိုက်လို့ပေါ့ခင်ဗျာဘာလို့ကြိုက်တာလဲတည်င်းထုတည်င်းဥပါရာရဲ့ခေါင်းစဉ်လေးတွေပြတ်သားထိမိတာရဲ့နောက်ပြီးဗမာခေတ်ရဲ့ဝါရကိုပေါ့ဗျာရေးရုံဝင်ရေးတာကိုကြိုက်ပါတယ်ဒါပေမဲ့တည်ယူတန်လက်ဝဲစန့်ကြည့်ရေးဝါရကိုတော့မကြိုက်ဘူး အဲဒီတာဒီနောက်ထပ်ဆက်မမေးတော့ပဲရက်လိုက်သည်တင်မောင်းအဖို့သူ့ဖြေပုံမှာမှန်လွန်းသွား၍ပြီတော့ဟုစိုးရိမ်မိကြသည်ထို့နောက်အဲဒီတာကရိုက်တာသတင်းဌာနမှထုတ်ဝေသည့်လက်နေဆက်နှင့်ရိုက်ထားသောနိုင်ငံခြားသတင်းစာရွက်တစ်ရွက်ကိုထုတ်ပေးသည်ဘာသာပြန်၍ပြပါဆို၏တင်မောင်းသည်ယခင်ကသူ့ကိုယ်သူအင်္ဂလိပ်စာဝါရင်လာပြီဟုထင်ခဲ့သူဖြစ်သည်အင်္ဂလိပ်ရုပ်ရှင်စာဆောင်ငယ်လေးများမှစာ၍မတ်စ်လီနေစတာလင်တို့၏စာအုပ်တီလှန်ခဲ့မှုသည် မဖတ်တဲ့ဖတ်တဲ့အဘိဓာအကူဖြင့်ရတတ်သမျှဇာဟုပန္တမျှကိုအာထုတ်ခဲ့မှုသည်သို့သောယခုမှ သူလျှော်သေးသည်ဟုသိသည်9မိနစ်ကြာမြဖတ်ကြည့်တော့လေအပိုက်တို့သတင်းကလေးကိုအမီးအမောက်တက်အောင်မပြန်တတ်ဖြစ်နေကြသည်ကျွန်တော်ဘာသာပြန်မရဘူးထင်တယ်တင်မောင်သည်ရှက်ရွံ့စွာဖြင့်လက်နက်ချလိုက်သည်အေးလေခမရအလေးချင်မရှိသေးလို့ပါအဲဒီတာကကျွေးသိပ်ပေးသည်ဖြင့်တော်ပေးသည်ကဲဘာသာမပြန်တတ်ရင်သတင်းတစ်ပုဒ်ရေးပြတတ်ပါဗျာ ခမရတို့ကြောင်းတရင်ဖြစ်ဖြစ်ခမရကြုံမှုတဲ့တရင်တပုတ်ဖြစ်ဖြစ်ရေးပြအဲဒီသားကတမျိုးဆိုင်ပြန်သည်ဤတချီတွင် တင်မောင်းသည် လက်တွက်လာသည် တနေ့ကပင်သူတက်ခဲ့သော နိုင်ငံရေးလူလူအစည်းအဝေးတစ်ခုတွင် မြင်ခဲ့ရသည့်တွေ့ခဲ့ရသည့်တို့ကိုရှော့ကနေရေးပေးလိုက်သည်ရေးသားမှုကိုနှစ်တက်၍လောရေးပုံမြန်သည်ကိုနှစ်တက်၍လောမသည်အဲဒီသားကပြုံးလိုက်သည်ထို့နောက်မိတို့မှစင်မေးခြင်းမပြုတော့ပဲတော်ပါပြီကျေနပ်ပါပြီဟုဆိုသည်ဤသို့ဖြင့်တင်မောင်းဖို့ အရေးအချင်းစစ်စာမေးပွဲကြီးပြီးဆုံးသွားခဲ့သည်။အပြန်ခရီးတွင်လည်းခြေချင်းပြန်ခဲ့ရသဖြင့်အတော်ဖားသွားခဲ့သည်။ဘာသာပြန်မရတာကလွဲလို့တော်တော်လေးသေးကြပါတယ်ကွာ။ထိုကဲ့သို့ဘေးမှာအကဲခတ်နေသူသူ၏တငယ်ချင်းကမှတ်ချက်ကြသည်။အလုတ်ခတ်ဤမခတ်ဤကိုဗမာခေတ်ကအကြောင်းမကျသဖြင့်လက်ပင်းရှည်စွာတမျောမျောနေနေခဲ့ရသည်။ရဲအတန်ကြာသောအခါတွင်မှဗမာခေတ်မန်နေဂျာထံမှစာတစ်စောင်ရောက်လာသည်။တည်င်းမှတ်လာပါ။လိုအပ်သောတည်င်းတောက်၃ဦးကို အရေးချင်းစစ်စာမေးပွဲအမှတ်အများဆုံးရသူများကိုခန့်လိုက်ပြီးဖြစ်ကြောင်းလူကြီးမင်းအားရွေးချယ်ခြင်းမပြု၍ဝန်ထဲကြောင်းရေးသားဖော်ပြတာသည်စောစောကဒီအလုပ်ကိုရရှိမည်မဟုတ်ဟုခံမှန်းခဲ့တော့လေအကယ်ပင်အလုံးမရတော့ဘူးဟုသိရတော့ကတင်မောင်မှာအတော်စိတ်ထိခိုက်သွားကြသည် ထိုးစားရောက်သောနေ့က မနက်စာညစာပင် မစားနိုင်အောင်ထိခိုက်သွား၏ကိစ္စတစ်ခုခုကိုအလွယ်တကူနှင့်အရှုံးမပေးသောညီငယ်လေးတစ်ခုသူ့တွင်ရှိသည် သူလုံသူမြလုပ်ငန်းအောင်ရမည်ဟုသောမန်ကလေးလည်းရှိသည်ထို့ကြောင့်တင်မောင်းသည်ဗမာခေအေဒီတာချုပ်ဦးအောင်ခင်တန်းတို့လိပ်စာတက်ကစာအရှိကြီးတစ်ချောင်းကောက်၍ရေးလိုက်သည်ကျွန်တော်သည်သတင်းတောက်စာမေးပွဲဝင်စဉ်ကကျွန်တော်၏ချုံရင်းချက်ဟု၍နှစ်ရက်သာမြင်ပါသည်တစ်ကျွန်တော်သည်ရန်ကုန်သို့ရောက်တီမှမကြာလှသေးသဖြင့်ရန်ကုန်မြို့၏ဘဟုတုတ္တလမ်းများရက်ကွက်များအကြောင်းမကြွယ်ဝခြင်းနှင့်နှစ်ဘာသာပြန်ဆိုမှုမလုပ်နိုင်ခြင်းတို့ဖြစ်သည်ထို့ချုံရင်းချက်နှစ်ရက်စလုံးကိုကာလအတန်ကြာမျှအတွင်း စ조사ကတက်မြောက်ကျွေးဝနိုင်ပါသည်ကျွန်တော်မှရှိသောသတင်းစာဝါသနာနှင့်내သတင်းတောက်လှုပ်တက်သည့်၎င်းစာနယ်ဇင်းများများဖတ်ပူးသောဝါသနာတို့သည့်၎င်းသတင်းတောက်ဖြစ်နိုင်သောအရေးချင်းဒင်းပြည့်ကြက်ပြည့်ရှိသည်ဟုကျွန်တော်ယူဆပါသည်ထို့ကြောင့်ကျွန်တော်အားစမ်းသပ်၍သတင်းတောက်ခံထားစေလိုပါသည်မတကာလျင်လကအခချင်းဝင်မပြီးပဲအခမဲ့စမ်းကြည့်ပါဝေချင်းမရကကိစ္စမရှိပါဝါဒနာအရသတင်းစာပညာတင်ကြပါသည်တင်မောင်ဤစာတွင် ထိုစာပုတ်အပြင်ဗမာခေတ်သတင်းစာနှင့်ပတ်သက်၍သူဖတ်ရသမျှကိုရေးသားလိုက်သည်ဂျပန်ခေတ်ကအစိုးရက ထုတ်သောဗမာခေတ်သတင်းစာသည် မင်ကြမင်နာတည့်ရတန်ရှင်ကြောင့်အင်္ဂလိပ်ဝင်လာပြီးဗမာခေတ်ပြန်အထုတ်တွင်စောင်းမရှင်မောင်သူမနာဥညိုများ၏နေသင်စောင်းမများကိုမြည်တုတ်မြည်ပုံကြိုက်နှစ်တဲ့ကြောင့်နေစဉ်ဖော်ပြသော သူရောနန်ဒီအခန်းဆက်ဝိတ္ထုကြီးကြောင့်မောင်အမီနှင့်ရေးသောစောင်းမရှင်ဥထွန်းဖေ၏ ကွန်မြူနစ်စိုက်ကြီးရဲ့စောင်းမများမှာရေးသားပုံ ရှင်းလှသည်ဟုမထင်ကြောင်းစသဖြင့်ထိုကာလဗမာခေတ်သတင်းစာကိုစစ်တမ်းတစောင်းနှိပါရေးကစာတိုက်မှာပို့လိုက်သည်မင်းကအတော်လာတဲ့ကောင်လေးပဲကွာဗမာခေတ်ဦးအောင်ခင်ကတင်မောင်အကြည့်ကိုမှတ်ချက်ချသည် အသက်20ခန်းပိတ်ပိတ်လီလီကာဂီအင်ကြီးခပ်ဖားဖားနဲ့ရဲဘော်ဟောင်းရောင်ရောင်နိုင်ငံရေးသမားပေါ့စနရောင်ရောင်ဟန်ပေါ်နေသောတင်မောင်အကြည့်၍ကြီးပင်ကြီးလိုက်သည် ်ဒီမောင်ဤစာရှည်ကြီးထည့်လိုက်ပြီးနောက်နှစ်ရက်ကြာတွင်ဗမာခေဥုံခေနှင့်လာရောက်တွေ့ရန်မန်နေဂျာက စာရေးပြန်သည်ဖြင့်ဒုတိယကြိမ်ဗမာခေသို့ရောက်ပြန်သည်တွင်အီတချီနိုင်အေဒီတာချုပ်ဥုံခေနှင့်ရင်ဆိုင်ရသည်ကဲမင်းတို့ငါတို့စမ်းကြည့်မယ်ကွာပြောသလိုလာကမယူဘူးဆိုပေမဲ့ခီးစိတ်တော်နဲ့နဲ့ယူကွာမင်းအလုတ်စင်းတဲ့နေတိုင်းတစ်နှစ်နှစ်ကျပ်ထုတ်ယူပါလက်ဖျံစာပြီးစင်းပြီးတော့ထိုနေ့က1948ခုဖေဖော်ဝါရီလ28ရက်နေ့တည် ထိုနေ့မှစကားတင်မောင်သည်တနေ့နှစ်ချက်စားထိုစဉ်ကတရင်စာတိုင်းလိုလိုတနေ့ကတွင်နေ့ပိတ်သည်ဖြင့်တလနှင့်အလုတ်စင်းရဲ့26ရက်သာဖြစ်သည်တလ56ချက်စားတရင်တော်ပေါ့ဆနကလေးဖြစ်သွားလေတော်တည်းတင်မောင်ပရမသောရေသောဝိတုဇီးသည်ကြွေချိန်ဂျာနေကျော်1946ခုဇွန်လ22သည်ချောချောရှူရှူစွန်ခဲ့သည်ပုံနှိပ်ချင်းခံရသည်ထို့အတူနေမှသူရေးပို့သောတရင်များလည်းစွန်ခဲ့သည် တကုံမဂ္ဂဇင်းနှင့်ဇဝနစာဆောင်တို့ကြပြားရေးပို့ရ၌လဲဆုံးခဲ့၏ယခုသတင်းတောက်အဖြစ်သူပထမဆုံးရေးသောသတင်းမှာအတော်ကလေးကတိကအောင်နိုင်လာသည် ဟုတ်မှဟုတ်ကဲ့လားဟုသူ့ကိုယ်သူတန်လျာဝင်သွားသည်သတင်းတောက်စာမျိုးဝဲစစ်စင်က တင်မောင်နှင့်အတူလူ48ဦးရှောက်ကြသည်ဘိုးအေးမောင်ယခုစာရေးဆရာ ရုပ်ရှင်ဒါရိုက်တာဘိုးအေးမောင်ကပထမရသည်ကိုမြတ်တွင်ဗမခေမြတ်တွင်ကဒုတိယကိုစံထုံးအောင် ။ BOCC မှာနှုတ်ထွက်ပြီးသတင်းတောက်လုတ်သူကတက်တရာတေမောင်က စရုဒ္ဓအတီးတီးရကြသည်။အောင်မတ်အရာရာထူးခံခြင်းခံရသူတို့မှာသူတို့တာဝန်နဲ့သူတို့တာဝန်ခံသတင်းတောက်များဖြစ်ကြလိမ့်ပြီ။ဗိုလ်ရေးမောင်ကနိုင်ငံရေးသတင်းတောက်ကိုမြသွင်ကမှုခင်းသတင်းတောက်ကိုဆန်ထုံးအောင်ကအထွေထွေသတင်းတောက်ဟု၍တာဝန်ကိုစီနှင့်သတင်းလိုက်နေကြလိမ့်ပြီ။သူတို့အားသတင်းတောက်ချုပ်ဦးကိုကိုလေးနဲ့တရားရုံးသတင်းတောက်ကြီးဦးပါရင်နာမည်ကြီးမှုခင်းသတင်းတောက်ကြီး ဥပနှင်းတို့ကလေ့ကျင့်ပေးနေသည်ဗမခေတ်ကသတင်းတောက်သစ်3ဦးတင်းမောင်ပါ4ဦးတို့ကိုကြပြိုင်နက်ခံထားခြင်းမှာဗမခေတ်၌သတင်းတောက်အပြင်အမှုထမ်းရာမှဥတင်ဦးယခုမြမအတန်ဥတင်အောင်နောင်ဟန်တာဝတီဥအေးမြင့်ရုပ်ရှင်ဒါရိုက်တာတို့အစုလိုက်အပြုံလိုက်ထွက်ကြွေဖြစ်သည်ဟုနောင်မှသိရသည်တင်းမောင်သတင်းစာနယ်သို့ရောက်ရသည်မှာသူတို့ကျေးဇူးပင်တင်းမောင်ကိုမူတိုက်ထိုင်သတင်းတောက်ဟုအယ်ဒီတာကပြောသည် မနက်10:00နာရီရောက်တိုက်သူရောက်ရသည်ပြန်ချိန်မှာအကန့်အသတ်မရှိတိုက်သူတရင်အစားအနာရောက်လင်တင်မောင်ကလိုက်ရမည်ဟုဆို၏သရုတ်တမြောက်နေ့တည်တရင်တပုံးမျှလိုက်ခွင့်မကြုံကြီးနေ့စဉ်တိုက်သူသွားကအေဒါကန်းနိုင်တိုက်ရသည်ငူငူကြီးထိုင်နေရသဖြင့်အစတွင်ခက်ကြောင်ကြောင်ဖြစ်နေသည်နောက်ပိုင်းတွင်မှနေ့စဉ်တို့တရင်စာများအင်္ဂလိပ်မဂ္ဂဇင်းဂျာနယ်များပေါ်များလာသည့်အေဒါကန်းမှာဇာဝန္ဒနာအိုးတင်မောင်အဖို့ပျော်ပါးစရာအကောင်းဆုံးဘုံပိမှန်ကြီးဖြစ်သွားသည် မခေဦးအောင်ခင်သည်စာကြပိုးကြီးဖြစ်သည်စာများများဖတ်သူကိုလည်းအားပေးသည်တရေတောင်များကိုစာအုပ်များများဖတ်ရန်တိုက်တွန်းသည်စာအုပ်များပင်ဝဲပေးသည်ထို့ကြောင့်စာကိုဆွတ်ဆွတ်မြဲမြဲဖတ်တော်တင်ပေါင်းသည်အပြင်သို့ထွက်ကအလုံးမလုံးပဲစာနယ်သင်းများအကြား၌ခေါင်းဆိုင်နေသည်ရင်းကိုကြည်ပြူစွာအားပေးသည်တင်ပေါင်းဖို့တခါတရံနေသတင်းတိုလေးများကိုပြန်ရေးပေးရသည်မှာအပမေမေရဲရအလုံးမရှိပဲတနေ့ကိုစာနယ်သင်းများဖတ်ခြင်းဖြင့်အချိန်ကုန်ခဲ့သည် သရုတ်ထမြောက်အလုဆင်းသောနေ့တွင်ပထမဆုံးသတင်းလိုက်ရသည်ငါရက်ကြီးဖျားပေါ်မှာ ISP ကအလုသမားတက်မကအစီဝေရှိတယ်တဲ့အဲ့ဒါခမရသတင်းသွားယူပါအေဒါဦးအောင်မြင့်ကတာဝန်ပေးသည်မောင်ရင်သွားတဲ့အခါအစီအဝေးအတွင်းရေးမှုကိုဗမာခေတ်ကပါလို့ပြောပြရုံပဲသူတို့ကဗမာခေတ်သတင်းတော့ဆက်ဆက်လာပါလို့ဖိတ်ထားတယ်သတင်းတော့ချုပ်ဦးကူကူလေးကညွန်သည်တင်မောင်သည်အေယာမဝိုင်းသတင်းတော့ကြီးဟန်ဖြင့်အေဒါကန်းမှာတွက်လာခဲ့သည် အမှတ်228ရွှေကုန်းတိုင်းလန်းဗမာကေတရင်စာတိုင်းမှာဆင်းလာခဲ့သည့်အချိန်တည်းငါရက်ကြီးဖျားမှာမိတိနေရာတွင်ရှိသည်ကိုသူမသိပထမဆုံးတာဝန်ပေးခံရခြင်းဖြစ်သည်ဖြင့်ရင်ပေါ်နေသည်ငါရက်ကြီးဖျားကိုမသိ RESP ဟူသောရန်ကုန်လျှက်စစ်အဖွဲ့၏အင်္ဂလိပ်စကားလုံးအနက်အဓိပ္ပာယ်ကိုလည်းမသိသည်ဖြင့်တောကလည်းဝင်နေသောကြောင့်တင်မောင်ခမရ၌ပို၍ရင်ပေါ်ရှာသည်ဗမာခေတ်တိုက်ကဆင်းခဲ့ပြီးနောက်ရွှေကုန်းတိုင်းအဝိုင်းကြီးဘက်သို့ရောက်ခဲ့သည် ထို့မှအီရာရှိလမ်းဟောင်းဘက်မှလှည့်ကာကျွေးလကုံအရှိမုံဗဟန်ဆောင်တန်းခြေတော်ရင်းသို့ရောက်ခဲ့သည်ဗဟန်ဆောင်တန်းရောက်မှ မြင်းလဲတစည်းပေါ်သို့အဆွေသားတက်လိုက်သည် ထိုစဉ်ကစိုက်ကားများမရှိသည်မြို့လယ်ပိုင်း၌လန်ချားသာရှိသည်ငါရက်ကြီးဖျားကိုပို့ပါအီယာမတတ္တိကြီးဖြင့်လဲဆရာအမိန်ပေးလိုက်သည် မြင်းလဲသည်ဗဟန်ဘက်လှည့်တွက်ပြီးငါရက်ကြီးဖျားလမ်းဘက်မှလိုက်ပို့၏မြင်းလဲကတကြက်စော်လိုက်သည်ငါရက်ကြီးဖျားဆောင်တန်းမှတက်သွားသောအခါ တခုသောတစောင်း၌အစည်းအဝေးကျင်းပနေသည်ကိုတွေ့ရသည်ရန်ကုန်လျက်စစ်တအားပေးရဘုတ်အဖွဲ့အလုံးသမားများတမကအစည်းအဝေးကို ပိတ်ဆိုင်ပုံကြီးဆွဲထားသည်အာရီတီဟူသော အင်္ဂလိပ်အတူကောက်စလုံး၏အဓိပ္ပာယ်ကိုယခုမှသူသိရသည်အစည်းအဝေးကပြီးလူလူဖြစ်နေလေပြီကျွန်တော်ဗမာခေတ်ကသတင်းတောက်ပါအစည်းအဝေးထိပ်ပိုင်းစပွဲအနီးသွားပြောရာသူအားခြေပိုင်းမှာနေရာပေးကြသည်သူတို့ပြောသောများကိုမှတ်ရန်တင်မောင်းကသူ၏မန်စုစာအုပ်ကိုဖွင့်လိုက်သောချိန်တွင် အစည်းအဝေးမှာပြီးဆုံးသွားလေသည်ရဲဘော်နောက်ကျနေတာကိုဗျဒါပေမဲ့ဟောဒီမှာအပြည့်အစုံရှိပါတယ်အစည်းအဝေးခန်းနာမှုကအစည်းအဝေးပြီးတွင်တင်မောက်ထန်ချင်းကပ်၍လက်နှိပ်ဆက်ရိုက်ထားသောအစည်းအဝေးအစီအစဉ်နှင့်တဘာပတိမိန်ကွန်းကိုပေးသည်အစည်းအဝေးဆုံးဖြတ်ချက်အစိုးဆယ်ရက်ကိုအကျယ်ရှင်းပြသည်တင်သွေးသူထောက်ခံသူတို့အမည်နှင့်ယာရုများပါအသေးစိတ်ပြောပြသည်တင်မောင်ဤမတ်စုစာအုပ်ပြည့်သွားသောအခါ၌တစောင်းတွင်တွင်တမကခေါင်းဆောင်၄၅၀ဦးသာကျန်တော်သည်ကဲ တော်ပြီလားတော်ရင်ကျုပ်တို့လူစုခွဲကြစို့ထိုကဲ့သို့အခမ်းအနားမှုကဆို၏တင်မောင်ကကျေးဇူးတင်ကြောင်းပြောကာပြန်ထွက်လာခဲ့သည်ခမရဗမာခေတ္တကိုပြန်မမို့လားကျွန်တော်လည်းအဲ့ဒီပဲဆင်းရမှာပဲလမ်းမှာကျွန်တော်တို့တမကအကြောင်းနည်းနည်းပြောအောင်အတူပြန်ကြရအောင်လားဗျာခေါင်းဆောင်တဦးကခေါ်သဖြင့်တင်မောင်သည်သူနှင့်အတူလိုက်လာခဲ့သည်စကားတော်ပြောပြောနဲ့ငါရက်ကြီးဖျားပေါ်မှဆင်းလာရာညီတို့မိဘုံရောက်လာသည်မသိဗမာခေတ္တရင်စာတိုက်သည်ငါရက်ကြီးဇောင်းနှံဦးနိုင်ဘွားကနေပေါ်လာသည် ဘာရကြီးဖျားကုန်းဒီကျွေးကုန်းတိုင်းလန်းဗမာခေတိုက်ဟောင်းနဲ့မြန်နချင်းဆိုင်ရှိသူကိုတောမရောက်စတောသားတင်ပေါင်းခမများမှာမတိရှာ၍ကျွေးကုန်းပတ်မှာတပတ်လှဲခဲ့ရရှာကြည့်သေးသည်ကိုနောက်မှအန်ကျိတ်မိရသည်ထို၍ထိုများအပင်မခံ၍လိုက်ခဲ့ရသောတရင်ကိုကျိုးသားပန်းစားရေးလိုက်မိသည်အစီအဝေးအစအလံတော်ကိုအလေးပြုသည်မှကဘာမကြီးတချင်းနှင့်ဆုံးသည့်အထိအသေးစိတ်ရည်သည်ဗမာကေတရင်စာတမျက်နာစာများရေး၍အိတ်တဆွဲပေါ်သို့တင်လိုက်သည် ဟာရှေလုံးနယ်တလောက်မရဘူးလျှော့လိုက်အောင်ပြုအဲဒါဦးအောင်မြင့်ကတင်မောင်ရေးထားသောစက်ကူတက်ကြီးကိုဖတ်ရွေ့ပင်မကြည့်ပဲစာရွက်များကိုကြည့်ယုံဖြင့်ပြန်ပေးလိုက်သည်ဖတ်ရွေ့ပင်မကြည့်ပဲစာရွက်များကိုပယ်ချသဖြင့်မကြည်နှက်လာတော့လဲစာမူများကိုပြန်၍ယူလိုက်ရသည်ဤတွင် တင်မောင်ချွေးကြတော့သည်သူ၏တည်င်းစာ၌အပိုတလုံးများမတွေ့စလုံးတိုင်းသည်မပါမဖြစ်သည့်စလုံးများဖြစ်နေသည်အဲဒါအမိတ်ဖြစ်သည်ဖြင့်တက်နိုင်သမျှဖြက်ကပြန်ပြင်ရေးပြီးတင်လိုက်ပြန်သည် များသေးတာပဲဗျဥုံမြင့်ကဆိုပြန်သည်အရီတာကသူ့ကိုညှင်းဆဲသည်ဟုပင်တင်ပြလာသည်တတ်နိုင်သမျှတူအောင်အစ်စ်ပြန်ရေးကတင်လိုက်သည်ဤတီချီတွင်လည်းအရီတာကကြိုက်ပုံမပေါ်သည်ကဲဗျာထားခဲ့ထားခဲ့ခမရဖို့ဒီနေ့တော်ပါပြီပြန်ပြီးတော့တို့ကဲ့သို့ဆိုလိုက်သည်တင်းပေါင်းသည်စိတ်ထဲ၌မတင်မကြနိုင်ပြန်ခဲ့သည်နောက်တစ်နေ့မနက်9:00နာရီမှထား၍တိမ်ကြီးစည်းသွားကသတင်းစာဝဲရသည်တိုက်မှပို့သောသတင်းစာသည်9:00နာရီခန့်အတွင်မှရောက်လေရှိ သူ၏တင်းကိုမျက်နှာဖုံး၌ရှာကြည့်သည်မတွေ့ရအတော်လေးကြိုးစားရှာမှနောက်ဆုံးစာမျက်နှာ၏တောင်းတတောင်း၌စာကြောင်းလေးကြောင်းမျှပါလာသည်ကိုတွေ့ရသည်တင်းစာတစ်မျက်နှာရေးခဲ့သောတင်းကိုလေးကြောင်းမျှသာပုံနိုင်ခြင်းပါအဲဒီတားကတက်တက်သူ့ကိုနာမည်မပေးလို၍တက်သည်ဟုသူကယူဆလိုက်သည်ထိုနေ့ကတိုက်သူအစောကြီးသွားသည်အဲဒီတားကိုစောရကတိုက်ရန်ရည်ရွယ်ချက်နှင့်သွားခြင်းဖြစ်သည်တင်းမောင်ကဗဇက်မဟာခင်အဲဒီတားကသူ့အာပြောရအောင်မည်ဟုဆိုကတင်းရည်နီတင်နှံပေးတော်သည် ။တရင်ကိုတူတူနဲ့လုံရင်းသာရေးရန်အစီအဝေးတစ်ခုနိုင်လက်ဖက်ရည်တိုက်တီကစပြီးကဘာမကြီးတချင်းဏီကုန်းအထိရေးရမလို့ပဲစုံဖြတ်ချက်တာအရေးကြီးပုံကိုတနအီကတင်ကြတော့မှတင်မောင်သဘောပေါက်သွားသည်။သူဝိတုရေးစဉ်ကတက်နိုင်သမျှဖွင့်နေခဲ့သည်။ကဗျာရေးစဉ်ကတော့ကာယံလှလှစကလုံးလှလှရှာခဲ့သည်။တရင်ရေးရနိုင်မှုအချက်အလက်နှင့်အကြောင်းအရာသာအဓိကဖြစ်သည်။သူအဓိကကိုစကလုံးဝက်ကြအတူဆုံးနဲ့ပြည့်စုံအောင်ဖော်ပြရမည်ဖတ်သူနားလည်စေရမည်ဟုသိလာရသည် ဦးအောင်မြင့်ကစိတ်ရှည်ရှည်ရှင်းပြယုံမကတူတူနဲ့ချီမီအောင်ရေးသောဗမာခေတ်၌ပါသည့်သတင်းနှင့်ရှည်ရှည်ရေးလက်ရှိသောအခြားသတင်းစာပါသတင်းတို့ကိုနှိုင်းယှဉ်ဖတ်ပါဟုဆိုကာလေ့လာစေသည်သတင်းစာများကိုနှစ်ရက်ခန့်စလုံးတိုင်းစလုံးတိုင်းရှင်းဖတ်မိသောအခါတွင်တင်မောင်းဖို့ဗမာခေတ်သတင်းစာ၏သတင်းစာသဘောကိုရေးတည်တည်ရိပ်ရှားမိလာသည်တင်မောင်းဒုတိယကြိမ်လိုက်ရသောသတင်းမှာခက်လွယ်လွယ်ပင်ထိုစဉ်က ပြည်သူထောက်ပံ့ရေးဌာနမှနိုစီတကြားတူပရာကိုလုံကြီးစသည်တို့ကို လက်လီဆိုင်များမှာပြန်သည်ထောက်ပံ့ရေးမင်းကြီးကဗမာခေတ်မှာတင်မောင်းမြမအလင်းမှာကိုစိန်ကွဲလွန်သူနှင့်ဟန်သာရီမှာဥပဒန်းတို့သုံးဦးသာပါတီသတင်းတောက်တို့အားဖိတ်၍လက်တွေ့ပြသည်တိုက်တို့လာ၍ကားနှင့်ခေါ်သည်ကားနှင့်ပင်ဆိုင်လေးများသို့ခေါ်သွားပြီးရှင်းပြသည်မနက်စာကျွေး၍ဧကံပြီးမှတိုက်တို့ပြန်ဖို့သည်မို့ချောချောရှူရှူရှိအောင်မကအကျွေးအမွေးလောကော့ပြူချင်းခံရသောသတင်းတောက်အရသာလေးကိုပါမီးကြည့်ခွင့်ရလိုက်သည် ထိုသတင်းကိုမတူမရှိရေးပေးရာခေါင်းစဉ်ကစ၍အဖြတ်မရှိ အပြင်းမရှိအဖြစ်မရှိပဲပုံနှိပ်ခံရသဖြင့်တင်မောင်းအတော်ပြောသွားသည်သတင်းတောက်အလို့ဆိုတာလွယ်သားပဲဟန်သားပဲဟုပင်သူ့ကိုယ်သူအထင်ကြီးလာသည်သို့တော့တတိယမြောက်သတင်းရေးရသောနောက်နေ့တွင်မူတင်မောင်းသည်သတင်းစာတိုင်းမှသူ၏ဇာတိညာဦးမျိုးလေးစီသို့ထွက်ပြေးလေတော်သည်